တတူးလေးတွေကိုရုတ်တရက်ဖျက်ပစ်လိုက်တဲ့နင်းနေတတူးဟာဒီဘက်ခေတ်မှာလူငယ်တွေကြားဖက်ရှင်တစ်ခုဖြစ်ရေပန်းစားနေပြီးအိုက်ဒေါ်တော်များများကလည်းသူတို့ရဲ့ပုံစံနဲ့လိုက်ဖက်ညီနေတဲ့မီနီတတူးလေးတွေကိုရေးထားတတ်ကြပါဗျ။ဒါပေမဲ့တောင်ကိုရီးယားရဲ့တချို့ခေတ်နောက်ပြန်ဆွဲတတ်တဲ့နီတီဇန်တွေကတော့မိန်းကလေးအိုက်ဒေါ်ရီတက်တူရေးထားတာဆိုရင်ဝေဖန်အပြစ်တင်မှုတွေပြုလုပ်တတ်ကြပါဗျ။ Espanine ဟာအရင်ကသူ့ရဲ့လက်ပေါ်ကမီနီတက်တူလေးနှစ်ခုကိုထုတ်ပြခဲ့ဘူးပါဗျ။ ပထမတစ်ခုကတော့လမောင်းအနောက်ဘက်မှာထိုးထားတဲ့ဆွီဒင်တော်လို့ရေးထားတဲ့စာရင်လေးဖြစ်ပြီးနောက်တစ်ခုကတော့သူကိုယ်တိုင်ရေးဆွဲထားတဲ့ချစ်စရာနှဆိုးနှက်ကောင်းပုံလေးဖြစ်ပါတယ်။ပရိသတ်တွေကလက်တလုံးမှာနင်းနင်းရဲ့တက်တူးလေးတွေအယောင်မှိန်ဖြော့လာတာကိုသတိထားမိကြတဲ့အတွက်နင်းနင်းများတက်တူးပြန်ဖြတ်နေတာလားဆိုပြီးထင်မြင်မိလာကြပါတယ်။နင်းနင်းကဒီအကြောင်းကိုတစ်ခါမှတော့ထုတ်မပြောလာသေးပေမဲ့ သူ့ရဲ့တက်တူတွေကတဖြည်းဖြည်းမှိန်ဖြော့လာတာကိုတွေ့မြင်လာကြရပါတယ်။ပြိသက်အများစုကစီးမင်အောင်တွေမှိန်လာတာဟာတဘာဝအတိုင်းမှိန်လာတာမျိုးမဟုတ်ဘဲအတွေ့အကြုံရှိတဲ့လူတွေရဲ့ပြန်လည်မျှဝေချက်အရာလေဆာနဲ့ပြန်ဖြတ်ထားတာလို့အတည်ပြုနိုင်ကြပါတယ်။ပြိသက်အများစုကတော့တက်တူလေးတွေမရှိတော့တာကိုဝန်းနေနေကြပါတယ်။ဒါကလွဲရင်ပြိသက်အများစုဟာနင်းနင်းရဲ့အမှုပညာရှင်စက်မှုလေးတွေကိုမျက်နှိုးနေကြပြီးနင်းနင်းကတက်တူလေးတွေကိုဆက်ထားရင်ပဲဖြစ်ဖြစ်အစ်စ်ပြန်ထုတ်ရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖြစ်လိုက်ရင်ပဲဖြစ်ဖြစ် သူ့ရဲ့ရွေးချယ်မှုပဲဖြစ်ကြောင်းပြောနေကြပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။